ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မေလ28ရက်နေ့ရညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒီကနေ့တနေ့ကုန်တော့ကျွန်တော်တို့သတင်းထူးသတင်းကောင်းတွေကိုကြားသိနေရတာပါဒီကနေ့ညမှာလဲညပိုင်းသတင်းထူးသတင်းကောင်းတွေကိုထပ်မံကြားသိရအောင်မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးသတင်းကောင်းအနေနဲ့တော့လက်ဗရန်ဘကူတိုင်းနောက်ချမ်းမှာရှိတဲ့လက်ဗရန်မှာ PDF တွေကိုစိန်ခေါ်ပြီးတော့ကျေးရွာတွေမှာရှိတဲ့လူငယ်လူရွယ်တွေကိုစစ်မှုထမ်းဖို့လိုက်ပြီးတော့စရင်ကောက် အတင်းကျပ်လုံနေတဲ့ယာအိမ်မူထွန်းထွန်းအခုကောက်ရိုးပုံဘေးမှာကြွေကြွေလေးဖြစ်သွားပါပြီအဲ့တော့အဲ့လိုမျိုးကောင်စားတွေအများကြီးထပ်ပြီးတော့ကြံနေပါသေးတယ်ကိုအလဲကိုမရောက်သေးခင်အခုလိုမျိုးပြည်သူပေါ်မှာရုံမာမှုတွေနှိမ့်ဆက်မှုတွေအနိုင်ကျင့်မှုတွေကိုတက်တက်လုံးတောက်လျှောက်လုလုရလိမ့်မယ်လို့ယူဆထားကြလားမသိဘူးအဲ့လိုမျိုး ပြည်သူကိုအနိုင်ကျင့်မယ်ဗီဒီယိုတွေကိုစိန်ခေါ်မယ် နီးမျိုးစုံနဲ့ပြည်သူကိုဒုက္ခပေးနေတဲ့ကောင်ကြီးအခုတော့သူတို့အလဲကိုကြားရောက်လာပါပြီဒီသတင်းနဲ့ဖွင့်ကြပါလိမ့်ဗကူတိုင်းလက်ဗရန်မြို့နယ်မှာ PDF ကိုဂယုမဆိုင်ဘူးလို့စိန်ခေါ်ကလူငယ်တွေကိုစစ်မှုထဲတပ်သားတစ်အဖြစ်နဲ့စုဆောင်းနေတဲ့ရိုင်းမှုထွန်းထွန်းကိုပြစ်ခတ်တိုက်ခိုက်ရမှာတည်ဆုံးခဲ့ကြောင်းတာယာရီခိုင်တရင်383ညနှစ်တခွဲသုံးတာဝန်ရှိသူတွေက ပြောပြကြပါတယ်အဲ့တော့မေလ28ရက်နေ့မွန်းလွဲ2နာရီလောက်မှာလက်ဗရန်မြို့နယ် ပရင်စုရွာမှာနေထိုင်တဲ့ရိုင်းမှုထွန်းထွန်းဟာအကြမ်းမစစ်တပ်ရဲ့စစ်စေးဂိတ်ကနေခြေချင်းပြန်လာတဲ့အချိန်ဒါယာရီခိုင်တရင်383ညနှစ်တခွဲ3နဲ့တခွဲ2ကရဲဘော်တွေကစောင့်ကြူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အသေဆုံးသွားတဲ့ရိုင်းမှုထွန်းထွန်းကတော့ပြူစောတီခေါင်းဆောင်လေးဖြစ်ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့သွာလာလှုံ့ဆော်မှုတွေကိုစုံစမ်းထောက်လန်းကစစ်တပ်ထံကိုတရင်ပေးတာတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြီးတော့လူငယ်တွေကိုစစ်မှုထမ်းဖို့ဖိအားပေးလူစုတာတွေ စစ်မှုဒဏ်ကျစ်လို့ဆိုပြီးတော့ပြည်သူတွေထံကနေငွေကြေးတွေအတင်းကျပ်ကောက်ခံပြီးတော့ငွေဒီကောက်ခံတဲ့ငွေမပေးတဲ့သူတွေကိုလည်းစစ်တပ်ကိုခေါ်ပြီးတော့ဖမ်းဆီးခိုင်းတာတွေကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့တော့စစ်ချုပ်ကောင်စီထံကိုဗရင်ပေးပြီးတော့ပြည်သူတွေကိုဖမ်းဆီးခိုင်းတာတော်လိုင်းတပ်ဖွဲ့တွေကိုခရီးမဆိုင်ဘူးလို့စိန်ခေါ်ပြီးလူငယ်တွေကိုစစ်တပ်ထဲကိုအတင်းအကျပ်ထည့်သွင်းတာတွေဒီလှုပ်ဆောင်နေတဲ့အတွက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ဘက်ကပြောဆိုထားပါတယ်ခင်ဗျာ။ ပြည်သူတွေနဲ့ဒေါ်လာရေးတက်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့အချမ်းမတ်စစ်တပ်နဲ့သူတို့ရဲ့ထောက်တိုင်တွေကိုအရှိန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့သူတို့အနီးအနားမှာသွာလာနေထိုင်တာမျိုးတွေလုံးဝမပြုကြဘူး။တာယာရီခိုင်တရင်383ညနှစ်တက်ခွဲ3ကအပြစ်ပေးနှုတ်ဆော်ထားပါတယ်ခင်ဗျာ။ဒါကတော့ရာအိမ်မှုထွန်းထွန်းရဲ့ကောင်ရိုးပုံနားမှာဂွေဂွေလေးဖြစ်သွားရတဲ့သတင်းကြောင်းရပါ။အဲ့တော့နောက်ထပ်သတင်းကတော့ကျွန်တော်တို့ တေဘောဘူထမ်းမြန်မာနယ်စပ်မှာရှိတဲ့ဒီတေဘောဘူစခန်းကြီးကို KNL KNDO PDF ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပါတယ်အဲ့ဒီစခန်းကိုစစ်ကူတက်လာတဲ့အင်အားရာကနန်းဒီပါနဲ့စစ်ကူတက်လာတဲ့အကြက်ဘတ်စစ်ရှုံးကောင်စီတပ်ဖွဲ့တွေကိုဗိုလ်တော်ဘော်တို့ဘူဆိုးကော်တို့ဥဆောင်တဲ့တပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ပြီးတော့တိုက်ခိုက်တဲ့အခါမှာစစ်ရှုံးကောင်စီတပ်ဘက်က၁၀ဦးကျော်အရှင်မိချောင်းကိုဗီနိုစစ်ချောင်းက ထုတ်ပြန်လာပါတယ်အဲ့တော့ထိုင်းမြန်မာနယ်သက်မှာရှိတဲ့တေဘောဘုစခန်းကိုစစ်ကူလာတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်စစ်ကြောင်းဟိုကင်နယ်လီ PDF ပူးပေါင်းတပ်ဖွဲ့တွေကမေလ28ရက်ဒီကနေ့မနက်ပိုင်းမှာတိုက်ခိုက်ချင်းမုန်းခဲ့ရမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်ကိုအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီရရှိခဲ့တယ်လို့ဒီ Cobra Colon 2 Vinon စစ်ကြောင်းကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာအဲတေဘောဘုစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါ စစ်တပ်စစ်ကြောင်းကိုမေလ28ရက်မှာစုံစည်းမြန်ရွာအနီးရောက်တဲ့အချိန်ပိတ်ဆို့တိုက်ခိုက်ချိန်မုန်းခဲ့ရမှာမင်း28ရက်မနက်ပိုင်းမှာတော့ချိန်မုန်းရှင်းလင်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲတော့အဲ့ဒီစစ်ကြောင်းထိုင်ကနေစကားစတပ်ဖွဲ့ဝင်10ဦးကျော်အရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတွေတင်းစီရရှိခဲ့ကြောင်းနဲ့စစ်ရုံးကောင်စီကနေ့လယ်ပိုင်းမှာဒီ YAK 130တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြောဆိုထားတာတွေ့ရပါတယ်။တော့တိုက်ခိုက်မှုကတော့ Cobra Colon 2 Venus စစ်ကြောင်းက ်ဂန်နလီ PDF ဗျူဟာ30နှစ်ပူပေါင်းစစ်ကြောင်းနေတဲ့အတူ Facebook တိုက်ခိုက်ချိန်မုန်းခဲ့တာဖြစ်တယ်လို့သတင်းသိရပါတယ်ခင်ဗျာအဲ့တော့ဒီမှာလက်နက်တွေလည်းမနေပါဘူးဗူတာဘိုရုနဲ့ရဲဘော်တွေနဲ့အတူတူရိုက်ထားပါတယ်ရှေ့မှာလည်းကြည်တွေအပုံလိုက်အပင်လိုက်ရရှိထားပါတယ်လက်နက်က1 4 6 7:30:14:16:18:20လက်နက်မျိုးစုံ25လက်ကျော်ရရှိထားတာကိုရုပ်ပုံတွေထဲမှာတွေ့ရပါတယ်ဖန်စီရမိတဲ့စစ်ရှုံးကောင်စီ တပ်သားတွေကိုလည်းတွေ့ရပါတယ်အဲ့ဒီထဲမှာဆိုရင်ဒီမှာအလေရတစ်ယောက်ကတော်တော်လေးအသက်ကြီးနေပါပြီ60နီးပါးလောက်ရှိပြီထင်ပါတယ်ဘယင်းနေရီတွန့်ပြီးတော့ဂုံဂုံကွက်ကွက်ဖြစ်နေတဲ့စစ်မှုတန်းဟောင်းတွေကိုပြန်ပြီးတော့ခေါ်ထားတာလားမသိပါဘူးအဲ့ဒီလူတစ်ယောက်ကိုလည်းဒီရုပ်ပုံထဲမှာကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါကတော့ဒုတိယအနေနဲ့ဝန်တာအားရစရာကောင်းတဲ့ထိုင်းမြန်မာနယ်စပ်ကတိုက်ပွဲအကြောင်းရပါအဲ့လိုမျိုးထိုင်းမြန်မာနယ်စပ်မှာလက်ရှိ အကြမ်းဖက်ဆက်ရှုံးကောင်စီတက်ရဲ့စခန်းတွေကိုဒေါ်လာရင်းပူပေါင်းတပ်ဖွဲ့တွေကတောက်လျှောက်သိမ်းပိုက်နေတဲ့အခါမှာဆက်ရှုံးကောင်စီတပ်သားတွေကလည်းသိကြတဲ့အတိုင်းစပြီးတော့တိုက်ပြီဆိုတာနဲ့ပြေးဖို့ပဲချောင်းနေတာဆိုတော့ထိုင်းစစ်တပ်ကလည်းဒီတောင်ရင်မြစ်ကမ်းတက်လျှောက်မှာထိုင်းနေဆက်တက်လျှောက်မှာအစင်သင့်အနေထားနဲ့စောင့်ဆိုင်နေတာကိုတွေ့မြင်ရမှာပါဒီကနေ့မှာတော့ကျွန်တော်တို့ဒီမြေပြင်မှာပါအစင်သင့်စောင့်နေရုံမကဘဲနဲ့ထိုင်းစစ်တပ်ကဒီလေချောင်းငှပါ အစင်သက်ပြောင်းဝဲနေတာမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ထိုင်းမြန်မာနယ်စပ်အနီးကိုရောက်ရှိလာတဲ့မြန်မာစစ်ရှုံးကောင်စီရဲ့တိုက်လေရင်ကိုဂျားဖြတ်ဖို့အတွက် F16 တိုက်လေရင်၂စီးထိုင်းလီတက်ကအရေးပေါ်စစ်လွှတ်လိုက်တယ်ဆိုတဲ့သတင်းမှာဟိုထိုင်းမြန်မာနယ်စပ်အနီးကိုရောက်ရှိလာတဲ့မြန်မာစစ်ရှုံးကောင်စီရဲ့ YK130 တိုက်လေရင်ကိုဂျားဖြတ်ဖို့ F16 တိုက်လေရင်၂စီးထိုင်းလီတက်ကအရေးပေါ်စစ်လွှတ်လိုက်ကြောင်းထိုင်းတော်ဝင်လီတက်ကသတင်းထုတ်ပြန်ထားပါတယ် ဒီကနေ့ထိုင်းစံတော်ကြီးမွန်လွဲ၃နာရီ၃မိနစ်ချိန်လောက်မှာမြန်မာစစ်ရှုံးကောင်စီရဲ့တိုက်လေရင်ဟာထိုင်းဝေဟင်ပိုင်နက်ကိုချင်းကပ်လာတဲ့အတွက် ထိုင်းတော်ဝင်လေတပ်က F16 တိုက်လေရင်၄စီးကိုအရေးပေါ်ဆစ်လွတ်လိုက်ကြောင်းမြန်မာစစ်ရှုံးကောင်စီရဲ့တိုက်လေရင်ကိုဂျားဖြက်ဟန်တာဖို့ဆစ်လွတ်လိုက်တာဖြစ်ကြောင်းသိရှိရပါတယ်မြန်မာစစ်ရှုံးကောင်စီရဲ့ဒီအင်အား80ကျော်ပါတဲ့ခုနစစ်ကြောင်းကိုဘီနွန်တပ်ဖွဲ့တွေ KNL PDF ပူးပေါင်းစစ်ကြောင်းတွေကတိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာအေးနေနေတဲ့ စစ်ကြောင်းတကြောင်းလုံးပြုတ်ထွက်သွားပြီးတော့လက်နက်တွေလည်းဆုံးရှုံးစစ်တုံးမှန်းဖြစ်နေလေဖမ်းဆီးခံရတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီဘက်ကလေကြောင်းကနေကျဲဖို့အတွက်ဒီထိုင်းမြန်မာနယ်စပ်ကိုပြန်ဝဲတဲ့အခါထိုင်းဘက်ကလည်းထိုင်းလေကြောင်းပိုင်နှက်ထဲကိုရောက်လာမှာစိုးလို့ရောက်လာလို့ရှိရင်ပြန်ပြီးတော့ပြစ်ခတ်ဖို့အတွက် access နဲ့တိုက်လေရင်အစင်းကိုအစင်းသက်နေထားနဲ့ဆက်လွတ်ပြီးတော့ပြန်ဝဲတယ်ဆိုတဲ့သတင်းမှာ အဲ့တော့အဲ့လိုမျိုးအကြံဖတ်ဆစ်ရှုံးကောင်စီကဆစ်ရှုံးလာတဲ့အခါမှာအရင်ကသူတို့နဲ့တပူးရဲတရွဲတွေအကျူးတူစီးပွားဘက်တွေဖြစ်ခဲ့ကြတဲ့ DGB ကိုလည်း DGBA ကိုလည်းအထာမထားတော့ပါဘူးဘယ်လိုမျိုးထာမထားလဲဆိုရင် DGB ဌာနချုပ်စုံစည်းမြိုင်ကြေးပါဘူးအကြံဖတ်ဆစ်ရှုံးကောင်စီတက်ကတိုက်လီရင်နဲ့ဘုံကျဲဘုံကျဲမှုမှာတော့ကလင်းငယ်တူထိခိုက်တန်ရာရသွားပါတယ်အဲ့တော့ DGBA ဌာနချုပ်ဒီစုံစည်းမြိုင်ကြေးရွာဘက်ကိုအကြံဖတ်ဆစ်ရှုံးကောင်စီတက်က ဒီကြောင့်ကနေတိုက်ခိုက်လိုက်တာပါခလီးငယ်တူဒဏ်ရာရတဲ့လူကနေဦးသိရှိထားပါတယ်ဒီသတင်းပြည့်စုံကျွန်တော်တို့ဆက်ပြီးတော့နားထောင်အောင်ပါကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ DGPA ဌာနချုပ်စုံစည်းမြိုင်ကျေးရွာကိုစစ်ရှုံးကောင်စီကဒီကနေ့မွန်းလွဲပိုင်းမှာတိုက်လေရင်နဲ့ဘုံကျက်ချခဲ့ရမှာခလီးငယ်တူထိခိုက်ဒဏ်ရာရရှိကြောင်းဒေသပြည်သူတွေကပြောပြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီကနေ့မွန်းလွဲတနားချင်းစစ်ရှုံးကောင်စီရဲ့ YAK 130 ိုက်လေရင်တစည်းကဒီကပြေဌာနချုပ်စုံစည်းမြိုင်ခြေပါဘူးလာရောက်ဘုံကျဲချသွားတာဖြစ်ပြီးဘုံကျမှုအတွင်းမှာတော့ကလင်းငယ်တူဘုံစာထိမှန်ဒဏ်ရာရရှိခဲ့တာပါပြည်သူတော်တော်များများကတော့စစ်ပေးရှောင်ပြီးသားပါတချို့တော့ကြံခဲ့တာမှာကလင်းငယ်တူဘုံစာထိမှန်နေဆိုပြီးဒေသပြည်သူတူကပြောပါတယ်အဲ့တော့အကြမ်းမဆရှုံးကောင်စီကတော့သူနဲ့ပလင်းတူဘူးစုဘလိုမျိုးပဲလုတ်ခဲ့ဘူးလုတ်ခဲ့ဘူးအချိန်မှာတော့သူ့အကျိုးစီးပွားကိုထိခိုက်လာရင် ထာမထားပါဘူးသူနဲ့ရင်တော့ကဘလို့မျိုးပဲစီးပွားဘက်ညီလေးကိုကြီးခေါ်ပြီးတော့ဘာရဲ့နားရဲ့ပခုံးတင်ပြီးတော့ပေါင်းခဲ့ပါစေသူတကယ်အထိနာလာပြီသူ့ရဲ့အကျိုးစီးပွားကိုဒုံနဲ့ထိုးခံရပြီသူတို့တွေစစ်ရှုံးလာပြီဆိုရင်တော့ဘလို့လူမျိုးကိုမှ အထာမထားဘူးဆိုတာ DKBA ရဲ့ဌာနချုပ်ရှိတဲ့နေရာဘက်ကိုဘုံကျဲတဲ့လေချောင်းတိုက်ခိုက်တဲ့ဟာကတက်တည် ဖြစ်ပါတယ်အဲ့တော့ ဒီရက်အတွင်းမှာတော့ရမတ်စစ်ရှုံးကောင်စီတက်ကတဖွဲဖွဲနဲ့အထူးသဖြင့်ဆိုရင် GNU ထိုင်းနေဆက်မှာတဖွဲဖွဲ တဖွဲဖွဲနဲ့တည်ဆုံနေရတာကိုအားလုံးသတင်းတွေထဲမှာဝန်သာအားရတွေ့မြင်ရပါတယ်အဲ့တော့စီရင်အချိန်အဟုန်ကကျွန်တော်တို့ဒီစီရင်အချိန်ဟုန်ကိုခုသတင်းတွေထဲမှာတွေ့မြင်ရတာကဒီလပိုင်းအတွင်းကိုတော်တော်လေးရှေ့ကိုရောက်လာတယ်တိုးတက်ပြောင်းလဲလာတယ် အရင်တုန်းကတိုက်ပွဲတွေလုံးဝမရှိခဲ့တဲ့တပ်မဟာခွန်ကင်တူတပ်မဟာခွန်လိုဒေသမှာတော့အခုစခန်းတွေကိုခက်စိတ်စိတ်တခုပြီးတခုလင့်လင့်မြန်မြန်သိမ့်ပြန်နေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့အဲ့ဒီဒေသတွေမဟုတ်ဘူးဘူတိုင်းအနောက်ချမ်းအုပ်ဖို့မင်းလာ နောက်တစ်ခါအညာဒေသဘက်ရခိုင်ဘက်မှာဆိုရင်လေဒီကြောက်ဖြူဘက်မှာကြောက်ဖြူမန်းအောင်စစ်တွေအဲ့ဒီကြံတော့တယ်နောက်ဆုံးသိမ့်ဖို့ကြံတော့တယ်ကြောက်ဖြူမန်းအောင်စစ်တွေမှာ ဒီ၃မြို့ကိုလည်း AA ကပြင်းပြင်းထန်ထန်ကိုထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်အရင်ရက်ကတင်းမှာဆိုလို့ရှိရင်အဲ့ဒီကြောက်ဖြူဘက်ကတိုက်ပွဲတွေမှာအကြမ်းမဆက်ရှုံးကောင်စီကဒီတရုတ်ကစစ်သားတွေဒရုန်းပညာရှင်တွေကိုပါခေါ်ယူပြီးတော့တိုက်နေတယ်ဆိုတာမျိုးတွေရုရှားကစစ်သားတွေဒီညာဒေသဘက်မှာဆိုရင်လည်းရုရှားကတင်ကားမောင်းတဲ့သူတွေကိုပါခေါ်ယူပြီးတော့စစ်သားတွေကိုပါခေါ်ယူပြီးတော့တိုက်နေတယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့ခက်စိတ်စိတ်ကြားလာရပါတယ်အဲ့တော့ ြီပအာကိုပစိန်ယိုးတခုတယိုးကန်းကောင်ကတော့သူကန်းတဲ့တယိုးနဲ့သူ့လေပင်ကိုအထောက်ခံရမှာကျွန်တော်တို့မြင်အောင်နေပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်ပထွေးတော်ယုံနေမှာပထွေးတွေကိုပါတိုင်းပြည်တွေကိုခေါ်လာပြီးတော့ပြည်သူလူထုကိုဒုက္ခပေးမဲ့ဒုက္ခပေးတဲ့အနေအထားကိုတဖြည်းဖြည်းနဲ့လက်ရဲစရဲရောက်ရှိလာတာကြောင့်ပါ။အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့ညပိုင်းမှာတွေ့ရတဲ့သတင်းဖြစ်စဉ်တွေကိုစူးစိပြီးတော့ ညဝေတင်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် YouTube channel မှာနေ့စဉ်နဲ့မျှမှတ်ချက်တွေအဲပြလို့ရှိရင်ကျွန်တော်တို့မှတ်ချက်အပြင်သုံးသက်ချက်တွေဝေဖန်ချက်တွေအများကြီးရေးသားပေးကြတဲ့ပြည်သူတူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်တချို့ဆိုရင်ကျွန်တော်ရဲ့ personality လို့ခေါ်တဲ့အဲအပြင်ပုံမှန်တရနဲ့ပတ်သက်ပြီးတော့အဲအကြံဉာဏ်တွေပေးကြတယ်ဒီလိုမျိုးဆိုတော့မကောင်းဘူးဥပမာသတင်းပြောတာထက်သွားရင်သတင်းပြောတာထက်တာကသူတို့အတွက်အဆင်မပြေဘူးဆိုတာမျိုးတွေအဲ့ဒါမျိုးတွေဆိုရင်လည်းကျွန်တော် live ဖတ်ပါတယ် live ဖတ်ပြီးတော့ ကျွန်တော်တဖြည်းဖြည်းနဲ့ပြုပြင်စူးစမ်းပြောင်းလဲပါတယ်နောက်တစ်ခါတဏ္ဍာခါးလိမ့်တဲ့ကိစ္စသတင်းပြောတာနဲ့တဏ္ဍာခါးလိမ့်တာနဲ့အဆင်မပြေဘူးဆိုတဲ့ကိစ္စမျိုးတွေအဲ့လိုလောလောဆယ်မှာတော့ကျွန်တော်မျက်နှာအတွက်တဏ္ဍာခါးလိမ့်ထားတာကျွန်တော်အတွက်သက်ကောင်းသက်တာရှိလို့ကျွန်တော်လိမ့်ထားခြင်းဖြစ်ပါတယ်တမင်တကာကြီးအဲဒီတိုင်းလိမ့်ကျင်လို့တမင်တကာကြီးသတင်းလူတွေစိတ်ဝင်စားအောင်လိမ့်ထားတာမဟုတ်ပါဘူးကျွန်တော်ကျွန်တော်ရေချိုးပြီးမှသတင်းပြောလိုက်ရှိတယ်မနေ့ဆိုရင်လည်းကျွန်တော်ရေချိုးပြီးသတင်းပြောလိုက်ရှိတယ်အဲ့တော့ရေချိုးပြီးတဲ့အခါမှာကျွန်တော်တဏ္ဍာခါးလိမ့်နေရှိတယ် ို့ရင်တော့တော့မလိမ့်ပါခုနောက်ပိုင်းမှာမျက်နှာမှာ allergic ဖြစ်ပြီးတော့ဒီမျက်နှာအသားကြီးက sensitive skin ဖြစ်ပြီးတော့ဘူးတွေပေါက်တယ်အဲ့ဒီဟာတွေကအာရုပ်တန်ထဲမှာပြန်ကြည့်ရင်လည်းကိုယ့်ကိုစိတ်အဆင်မပြေဘူးဒီတစ်ခါကိုယ့်ကိုတရခါလေးလိမ့်ပြီးတော့ disaster ဖြစ်ပါတယ်တမင်တကာကြီးလူစိတ်ဝင်စားအောင်လုပ်တာမဟုတ်ပါဘူးအဲ့တော့ဘူးတွေပြောက်သွားလို့ရှိရင်ကျွန်တော်လိမ့်ညမှာလိမ့်တော့မှာပါအဲ့တော့ဆိုလိုချင်တာကကျွန်တော်ရှီမာလာပြီးတော့တူတူတယောက်ချင်းစီကွန်မန့်တွေမျှဝေကြတယ်အကြံပြုချက်တွေဝေဖန်ချက်တွေတစ်ခုစီတိုင်းကိုကျွန်တော်အားရင်အားတယ်လို့လိုက်ဖက်ပါတယ် တချို့ကျွန်တော်ပြုပြင်ပြောင်းလဲလို့ရတဲ့အရာတွေဆိုရင်စူးစမ်းပြီးတော့ပြုပြင်ပြောင်းလဲနေတယ်ဆိုတာကိုလာပြီးတော့အတိပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီကနေ့ညပိုင်းမှာလည်းအဲတရင်ကိုလာနားဆင်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကလည်းအများဆုံးလွတ်မြောက်ကြဖို့အတွက်စုမုံကောင်တောင်းပါတယ်ခင်ဗျာအတူတူရုန်းကန်စူးစမ်းဖို့လဲပခုံးထမ်းဖို့လဲပခုံးပေါ်ရောက်လာတဲ့တာဝန်တွေကိုထမ်းရွက်ဖို့လဲတိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျာအဲ့တော့တရင်ထုတ်တွေနဲ့အတူကျွန်တော်တို့မနက်ဖြန်မှာ ပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ